အားလုံးကျမ်းမာပေးကင်းကြပါသေးဗျာ။နှွေဥဒ္ဒစာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာ။ဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီ1ပေါင်ကျင်းညီစီမံကိန်းအနီးမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်နေတယ်လို့ဆိုပါရယ်။နောက်တန်တော်နဲ့ ग्वा မြို့အနီးပင်လယ်ပြင်မှာညအချိန်ငါးဖန်းတာတွေဒီအေအေကတာမြင်လိုက်ပါရယ်။ နောက်လေးကိတ်ကော်မြို့တင်မှာရှိတဲ့ဆွဲတော်ဂုံးကိုစစ်ကော်မရှင်တပ်ကပြန်လဲတင်ပိုက်လိုက်ပေမဲ့အထိုင်ချရဲမှာမဟုတ်ဘူးလို့ဆိုကြပါတယ်။ဒီကရင်နယ်ခြားတောင်တပ် BGA KNA ထိန်းချုပ်ထားတဲ့ KK ဘတ်ထဲကိုစစ်တပ်ကဝင်ရောက်စီးနင်းတယ်လို့ဆိုပါတယ်။လေကြောင်းရံစိုးရင်ဒါကြောင့်မိုးကုတ်ဒေသကန်တွေမြို့ကိုဆွန့်ခွာသွားဖို့ပြင်ဆင်နေကြပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ဒီတော်လိုင်းတပ်ပေါင်းစုပေါ်ပေါက်လာမယ်လို့ KNLA ဒုစီဦးတီချုပ်ဘောကျော်ဟဲကပြောဆိုလိုက်ပါတယ်။ဒီသတင်းလေးကိုနားဆင်ဖို့ရှိပါတယ်ခင်ဗျာ။ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ဒီဝမ်ပေါင်ကျင်းဒီစင်မန်ဂိတ်အနေမှာတိုက်ပွဲတွေပြင်းထန်ပြီးတော့စစ်တပ်ကလေကြောင်းနဲ့ပါတိုက်ခိုက်နေရတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီစကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်ပေါင်ကျင်းဒီစင်မန်ဂိတ်အနီးမှာရှိတဲ့ဖောင်းကတာကျေးရွာ အနည်းမှာအောက်တိုဘာ19ရက်မနေ့9နာရီကျော်ကစပြီးတော့စစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကနေပြီးတော့သိရပါတယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာဒီအော်တိုဘားလ18ရက်မနေ့ပိုင်းကစတင်ပြီးတော့ဝမ်ပောင်ကျင်းနီစီမံကိန်းအတွင်းကနေထွက်ခွာလာတာလို့သိရပါဗျ။ဒေသခံရွာသားတယောက်ပြောပြတာကတော့မနေ့ကတော့လေဒီရွာအနီးကတင်ကီရွှေစင်73စီအနီးမှာစခန်းချပြီးတော့ဒီနေ့မနေ့ခင်း ဖောင်းကတာရွာဘက်ကိုထပ်ပြီးစစ်ကြောင်းထိုးလာလို့ပြည်သူ့ကာကွယ်တပ်နဲ့ထိတ်တိုက်တိုးပြီးတော့အခုလိုတိုက်ပွဲဖြစ်နေတာတိုက်ပွဲကမပြီးသေးဘူးစစ်တပ်ဘက်ကစစ်တပ်လေဒီနဲ့ရောဂျိုင်ရိုကော့ပတာနဲ့ရောဘုံသီးလာချဲချတဲ့ဝမ်ပောင်ကနေလဲလက်နက်ကြီးနဲ့ပြစ်ကူနေတယ်မုံရတောင်အထွက်မဥကိကနေလဲဟောဝဇာဒီငါးလုံးတစ်မနဲ့ထုတယ်ဒီပြည်သူသုံးလက်လက်နက်ကြီးထီလို့တေထားတယ်လို့လဲသတင်းတွေရထားတယ်လို့သူကပြောပြပါဗျာ ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့က၁၀ရောက်ထက်မနည်းကြဆုံးပြီးတော့ထိခိုက်ဒဏ်ရာရှိသူတွေလည်းများလာကြောင်းစစ်တပ်ဖွဲ့ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေအသုံးပြုနေရတယ်လို့ဒေသခံစီရေးတရင်းမြစ်တွေထံကနေပြီးတော့လည်းသိရပါရခင်ဗျာဒီနောက်ထပ်ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်ပြောတာကတော့ တိုက်ပွဲကတော့မပြီးသေးဘူးဗျစစ်ရေးတင်းမာနေသေးပဲလို့ပြောရမယ်အခုချိန်ထိတော့ကျွန်တော်တို့ဘက်ကအချဆုံးမရှိသေးဘူးလို့ပြောလို့ရမယ်စစ်ကြောင်းလာနိုင်မဲ့လမ်းကြောင်းကိုကြိုတင်ပြင်ဆင်ပြီးကင်းဝစ်ပြီးအပိုင်ပိတ်ခတ်နိုင်လို့စစ်တပ်ဘက်ကတော့အထီတော်တော်လေးနားတယ်လို့ပြောပြပါဗါးနောက်ဒီစစ်ကောင်စီကတော့အဲ့ဒီတိုက်ပွဲဖြစ်ပွားရာအနည်းကိုဒီနမခတက်ကနေပြီးတော့ဆက်တက်လေဒီ2စီဂျိုင်ရိုကော့ပတာ3စီနဲ့ပြစ်ကူပေးနေတယ်လို့လည်းသိရပါဗျာခင်ဗျာ ဒီဒေသကနေကတော့စစ်ကြောင်းထွက်လာပြီဆိုတဲ့အချိန်ကလေးကနေရက်ဆုံးกว่าစစ်ဘေးရှောင်နေကြရတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဒီတန်တွဲနဲ့ ग्वा မြို့အနီးပင်လယ်ပြင်မှာညအချိန်ငါဖန်းတာတွေကိုအေအေကတက်မြင့်မိတ်ထုတ်ပြန်လိုက်ပါတယ်ပင်လယ်ကမ်းဝေးငါမဖမ်းဖို့လည်းပြည်သူတွေကိုမြစ်တာရက်ခံထားတယ်လို့လည်းဆိုပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်ကွာမြို့နယ်တန်တွဲမြို့နယ်မှာပြည်သူတွေပင်လယ်ပြင်မှာညအချိန်ငါဖမ်းတာကိုတားမြစ်ကန့်တတဲ့အကြောင်းအရကတက်တော်ဧကအော်တိုဘာလ19ရက်နေ့ညကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီစစ်ကော်မရှင်လက်အောက်ခံကျန်းဖက်စစ်တပ်ကစစ်ရေးပြင်ဆင်တဲ့အနေနဲ့ဒီအရကတက်တော်နဲ့စစ်ရေးအရာထိတ်တက်ရင်ဆိုင်နေရတဲ့မြို့တွေဖြစ်တဲ့စစ်တွေကြောက်ဖြူမြို့တို့မှာစစ်အင်အားတိုးမြင့်တာတွေကိုပင်လယ်ရေကြောင်းကနေတဆင့်ခက်စိတ်စိတ်ပြုလုပ်လာနေတယ်လို့ဆိုပါတယ်ခင်ဗျာ။ ပြီးတော့ဒီတစ်ချိန်တည်းမှာအရကတ်တတ်တော်အပြည့်အဝထိန်းချုပ်ထားတဲ့တန်တွဲနဲ့ဂွားမြူအနီးပင်လပြင်မှာစစ်သည်မောတွေတွာလာလှုပ်ရှားတာကိုပို့ပြီးတော့လှုပ်လာပြီးတော့အဲ့ဒီမြို့တွေပေါ်မှာကင်းထောက်လင်းတွေနဲ့ဒီလက်ပပြန်ဝဲပြီးတော့ကင်းထောက်တာတွေကိုလည်းအခုရက်တွေအတွင်းမှာရင်ငှက်ထက်ခတ်စစ်စစ်ပို့လှုပ်လာတယ်လို့လည်းပြောပါတယ်ဒီစစ်ကော်မရှင်ဟာအရကတ်တတ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကတချို့မြို့တွေကိုလည်းပြန်လည်တိုက်ခိုက်သိမ်းယူဖို့အတွက် ပြင်ဆင်နေတာတွေကိုလည်းအခုရက်တွေအတွင်ပုံပြီးတွေ့လာရတယ်လို့လည်းအေအေကဆိုပါတယ်အဲ့ဒီအခြေအနေတွေကြောင့်မို့ဒီတန်တွဲနဲ့ကွာမြို့အနီးကပင်လယ်ပြင်မှာည6နာရီကနေမနေ့6နာရီအထိညအချိန်ငါဖန်တာတွေကို အော်တိုဘာလ19ရက်မနေ့ကစပြီးတော့အကန့်အသတ်မရှိ ပြိပင်လိုက်တယ်လို့ဆိုပါတယ်ခင်ဗျာပြည်သူတွေကိုအချိန်အကန့်အသတ်မရှိငါဖန်ခွင့်ပြုထားတာဟာအကြမ်းဖက်မြန်မာစစ်တပ်ကိုစင့်ရဖြစ်တင်းတာနဲ့သူတို့ရဲ့စစ်စင်ရေးအတွက် ငါဖန်းလေတွေကိုအကာအကွယ်ယူပြီးတော့လွတ်လပ်စွာသွားလာနိုင်တဲ့အခွင့်အရေးမျိုးကိုဖြစ်ပေါ်သေးတာကြောင့်မို့အခုလိုတာစီမိတ်ထုတ်တာဖြစ်တယ်လို့လည်းအေအေကဆိုပါတယ်ခင်ဗျာအရင်ကပြည်သူတွေရဲ့စစ်ကလအခက်ခဲအကြက်တဲနဲ့မိသားစုစောက်ဝတ်နေရေးကိုတနိုင်တစ်ပိုင်ဖြည့်ရှင်းနိုင်ဖို့အတွက်ပင်လယ်ကမ်းနီးမှာရှိတဲ့မြို့ရွာတွေကဒီရေလုံသားတွေကိုပင်လယ်ငါဖန်းကွန့်အချိန်ကန့်တတ်မရှိအေအေကခွင့်ပြုထားခဲ့ပေမဲ့လက်ရှိစစ်ရေးအခြေအနေအရအခုလိုကန့်တတ်လိုက်ရတာလို့လည်း သူ့ရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ဒါ့အပြင်ဒီအကြံဖက်စစ်တပ်ရဲ့သင်္ဘောတွေဘော်ကနေပြီးတော့ပင်လယ်ပြင်အတွင်းငါးဖမ်းနေတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ငါးဖမ်းလှေတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာရေလုသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကိုပါပြုလုပ်နေတာကြောင့်မို့နေ့အချိန်ငါးဖမ်းသွားရင်တောင်ကံဝေးကိုတွားရောက်ပြီးမဖမ်းကြဖို့နဲ့စစ်သင်္ဘောတွေလာနေတာကို မြင်တွေ့ရင်ကန့်ဆက်ကန်နီစီအ мян ဆုံးစိုက်ကပ်လာဖို့အေကသတိပေးတိုက်တွန်းထားပါရခင်ဗျာ။ နောက်ကရင်ဘက်ကလိဂီကိုမြို့တစ်မှာရှိတဲ့ဆွဲတော်ကုန်းကိုဒီစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်နိုင်ပေမဲ့ဒီအထိုင်ချရဲမှာမဟုတ်ဘူးဆိုပြီးတော့ဆိုတဲ့သတင်းကိုတင်ပြကြပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်လိဂီကိုမြို့တစ်မှာရှိတဲ့ဆွဲတော်ကုန်းစခန်းကိုဒီစစ်ကော်မရှင်တပ်နဲ့ကရင်နယ်ကြားစောင့်တပ် BG ရဲ့ပူးပေါင်းတပ်တို့ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့စီးရီးတရေကြီးမြစ်တွေထံကနေပြီးတော့သိရပါပါခင်ဗျာ။ အော်တိုဘာလ19ရက်မနေ့မှာဒီ KNL မာမိတ်ပူပေါင်းတက်နဲ့စစ်ကော်မရှင် BG ရဲ့ပူပေါင်းတက်တို့၄ကီကောအမှတ်၄ရက်ွက်ဆွေတော်ကုန်းနဲ့မေထော်တလိဖလူလန်ပိုက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါအခုလိုထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ2024ခုနှစ်လောက်က KNL မာမိတ်ပူပေါင်းတက်တွေတင်ထားတဲ့ဆွေတော်ကုန်းကနေပြန်လည်စုခွာပေးခဲ့ရပြီမဲ့စစ်ကော်မရှင်တပ်သားတွေကအဲ့ဒီဆွေတော်ကုန်းမှာထိုင်ချတက်ဆွဲထားတာမျိုးမရှိဘူးလို့ဆိုပါတယ်ခင်ဗျာ။ ဒီနေ့သူတို့တိုးတယ်နှစ်နေရာနှစ်ခုတိုးတယ် view point ဘက်ကတော့သူတို့တိုးလို့ရတယ်ဒါပေမဲ့ flu ဘက်မှာတော့တိုးလို့မရဘူးအပြန်လှန်မဲ့ဒီထိတ်တိုက်ရင်ဆိုင်နေတယ်ဆွေတော်ကုန်းနာတဝိုက်မှာပဲသူတို့လည်းမတက်ရဘူးကိုယ်လည်းမနေရဘောလုံးကွင်းလိုပဲကွင်းပြောင်ကြီးထိုးထားတယ်အဲ့ဒီကုန်းကဘယ်သူမှမနေရဘူးငကိုကလေးကဆွေတော်ကုန်းမှာမှမနေတာအခုသူတို့လည်းမနေရဘူးထင်တယ်လို့အဆိုပါစီရေးတရေရေးမြစ်ကပြောပြပါတယ်ခင်ဗျာ လက်ရှိအချိန်ထိစည်ရည်အချိန်တွေကတင်းမာနေသေးဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကလည်းစစ်ကော်မရှင်တပ်က၄ကီကော်ကိုစစ်ကြောင်းထိုးလာပြီးတော့လက်ခတ်တောင်မြောက်တီနဲ့မြစ်တာလင်းမြိုင်ဘက်ကနေ၄ကီကော်ကိုလက်နက်ကြီးပစ်ကူမှုတွေနဲ့အဆက်မပြတ်ရှိနေကြတာဖြစ်ပါတယ်ခင်ဗျာနောက် BG ရဲ့ထိ ंछ ုတ်ထားတဲ့ KK ဘတ်ဝင်တဲ့ကိုစစ်ကောင်စီကဒီဝင်ပြီးတော့စီးတယ်လို့သိရပါတယ် ဒီထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ကကရင်နယ်ကြားတောင်တက် BGF KNA ထိတ်ချုပ်ထားတဲ့ဒီ KK ပတ်ထဲကိုစစ်တပ်ကဝင်ရောက်စီးနှင်းမှုမှာအဲ့ဒီ KK ပတ်တက်ကလုံသမား2000ကျော်ကိုတွေ့ရှိခဲ့တယ်လို့စစ်ကော်မရှင်နိုင်ငံပိုင်သတင်းသားကနေထုတ်ပြန်ပါတယ်။ကြားပြန့်လုတ်တယ်လို့နာမည်ဆုံးနဲ့ကြော်ကြားတဲ့ KK ပတ်ကိုနယ်စပ်ကတရားမဝင်လုပ်ငန်းတွေမရှိသေးတဲ့အတွက်နယ်မြေစိုးမိုးမှုတစိတ်တစ်ပိုင်းအနေနဲ့စီးနှင်းခဲ့တာလို့စစ်ကော်မရှင်ကအောက်တိုဘာ19ရက်မှာသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီအလုသမာ2000တဲမှာရှိတဲ့ဒီတိုက်ဂူရောင်အဆောက်အုံတွေနဲ့စေဘကန်နှစ်ခန့်စတဲ့နေရာတွေကနေတွေ့ရှိခဲ့တာလို့ပြောပါတယ်။ဒါအပြင်တရားမဝင်ဆက်သွယ်မှုတွေဆောင်ရွက်ဖို့အတွက်တပ်ဆင်ထားတဲ့ Starlink Internet ဆက်အလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ KK ဘဝနကအဆောက်အုံတွေဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းစစ်ကောင်စီရဲ့တရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထား ဟိုတယ်နဲ့ခီးတော်လာခွင့်အရာဆောက်လုပ်ခွင့်ခွင့်ပြုမိတွေနဲ့ပတ်သက်ပြီးတော့တရားဝင်ဆာရွက်ဆာရန်တွေစစ်ဆေးတွေ့ရှိတာမျိုးမရှိဘူးလို့သိရပါတယ်ခင်ဗျာ now ဒီ KK ပိုက်ရဲ့တက်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခေါ်ခဲ့ပေမဲ့လာရောက်တာမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်တာတွေကလည်းဒီဆက်လုပ်သွားမယ်လို့စစ်ကော်မရှင်ကကြေညာထားပါတယ်ဒါပေမဲ့ဘယ်သူဘယ်ဝါဆိုတာစစ်ကော်မရှင်ကထုတ်ပြန်တာမရှိပါဘူးဒီ KK ပတ်ဟာကရင်နယ်ခြားသောတက် ဗဂျီအက် KNA ခေါင်းဆောင်ဘုံမူကြီးစောချစ်သူရဲ့ထိန်ချုပ်မှုအောက်မှာရှိပါတယ်ခင်ဗျာဒီမြောက်ရီဒေတာတကြောမှာအွန်လိုင်းငွေလင်ကိုင်းတွေရဲ့ခြေကုပ်နေရာတစ်ခုအဖြစ်မြို့ကန်တွေကြားမှာရောဒေတာအတွင်းမှာပါသိကြပါတယ်ဒီအတော်အတွင်းမှာပဲ KK ဘတ်အပါဝင်ထိုင်းမြန်မာနယ်သက်ကမေထော်တလေးကြောက်ခဲ့စတဲ့နေရာတွေမှာအွန်လိုင်းငွေလင်လုပ်ငန်းကြက်ဖြတ်လုပ်ငန်းတွေမှာပါဝင်တဲ့နိုင်ငံသား15ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းဖို့လုပ်နေတယ်လို့လည်းစစ်ကော်မရှင်ကတင်ပြထုတ်ပြန်ထားပါတယ်ခင်ဗျာ ဒီတကယ်တော့ဒီအခုလိုဝင်ရောက်စီးနှင်းသိမ့်ပိုက်တယ်ဆိုတာတွေဟာဟိုဟန်ပြအနေနဲ့လောက်တာတာဖြစ်ပြီးတော့တကယ်မှန်တကယ်တော့ဒီ online ငွေလိမ်လုပ်ငန်းတွေကအဲ့ဒီ GNU data မှာအတော်လေးကိုကြဲကြဲပြပြရှိနေတယ်လို့စီးရေးလေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်ခင်ဗျာနောက်လေချောင်းရံစိုးရင်ဒါကြောင့်မိုးကုတ်ဒေသခံတွေဟာမြို့ကိုဆွန့်ခွာဖို့ပြင်ဆင်နေကြတယ်ဆိုပြီးသတင်းထွက်လာပါတယ် တံမြူတလုံမြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကိုစစ်တပ်ကနေ့စဉ်ရက်စက်လေကြောင်းတိုက်ခိုက်နေတာကြောင့်လက်ကျန်မိုးကုတ်ဒေသခံတွေဟာစစ်ဆောင်မှုပြင်ဆင်နေကြတယ်လို့မြို့ကန်တွေကပြောကြပါဗျ။အကျဉ်ကတော့မိုးကုတ်မြို့မှာပဲတောင့်ခံနေထိုင်ခဲ့ကြပေမဲ့စီရီရအရေးပါတဲ့မိုးကုတ်တပိချင်းလမ်းပေါ်ကဖော့တော့လမ်းစုံကိုစစ်တပ်ကသိမ်းပိုက်ပြီးတဲ့နောက်မှာလေကြောင်းအန္တရာယ်ကပိုဆိုးလာတာကြောင့်နေရက်ဆုံးခွာထွက်ပြေးကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့ကလည်းမိုးကုန်းမြို့နယ်ကြောက်ဖားရွာကိုလေကြောင်းကနေဂျက်ဖိုက်တာနဲ့ဘုံကျဲခဲ့တာကြောင့်လူနေအိမ်တွေနဲ့ကြက်မွေးမြူရေးခြံပျက်စီးသွားတယ်လို့ဆိုပါတယ်။နေရက်စွန့်ကွာတင်းရှောင်သူများလာတာကြောင့်မိုးကုန်းမန္တလေးကကလည်းလူတအူးကိုငွေကျပ်9သိန်းအထိပေးလာရတယ်လို့လည်းမိုးကုန်းမြို့ကတအူးကပြောပြပါရခင်ဗျာ။သူပြောတာကဒီစစ်တပ်ကလူမနေတဲ့အထက်ညောင်ကုန်းအထိလေကြောင်းကနေပစ်တာရရှိလာတယ်မိုးကုတ်ကိုတင်းနယ်လေးတိမ့်ပြီးတဲ့နောက်မှာ ပြန်ဝင်လာတဲ့သူတွေရှိပေမဲ့အခုအားလုံးဒီပါပြန်ထွက်ဖို့ပြင်နေကြတာငွေကြေးတိတ်မတက်နိုင်တဲ့သူတွေပဲကြံနေခဲ့မှာအခုကတော့ဖော့တော့လန်းတုံကိုလည်းဟိုဘကတင်းလိုက်တယ်ဆိုတော့စိုးရင်လာကြတာပါလို့ပြောပြပါရခင်ဗျာဒီစက်တက်ဟာအတီအန်အယ်လီတင်းကျုပ်ထားတဲ့နောင်ချိုကြောင်မဲနဲ့ဒီဘောတို့ကိုဇက်တိုက်တင်းယူလာတာကြောင့်မိုးကုတ်ဒေသခံတွေနဲ့မြို့သိမ်းတိုက်ပွဲတွေဖြစ်လာမလားဆိုတော့စိုးရင်ချက်တွေရှိနေတာဖြစ်ပါတယ်ဒီပြီးခဲ့တဲ့စက်တင်ဘာလတလတည်းမှာပဲတိုက်ပွဲဖြစ်နေတာမရှိတဲ့ မိုးကုတ်ကိုလေကြောင်းတက်ခိုက်မှုအချိန်20ကျော်ပြုလုပ်ခဲ့ပြီးတော့ဒေသခံ30ထက်မနည်းသေဆုံးခဲ့တယ်လို့မိုးကုတ်ဒေသခံတွေကဆိုကြပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့တော်လွန်ရေးတပ်ပေါင်းစု ပေါ်ပေါက်လာမယ်လို့ GNLA ဒုစီဦးစီးချုပ်က ပြောဆိုလိုက်ပါတယ်ဒီຫນွေဦးတော်လွန်ရေးမှာပါဝင်နေကြတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအကြမ်းမှာ ညီညွတ်တဲ့တော်လိုင်းတပ်ပေါင်းစုတရက်ပေါ်ပေါက်လာမှာဖြစ်တဲ့အကြောင်းကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဒုတိယစီဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောကြားတာဖြစ်ပါတယ်ခင်ဗျာ Western Australia Myanmar Democratic Network နဲ့ဒီ Australia ရောက်မြန်မာတွေကကမကရပြုတ်လုပြီးတော့ October 19ရက်ညကပြုတ်လုတဲ့ Australia နိုင်ငံရောက်မြန်မာတွေနဲ့ဒေါက်တာမီမီဝင်းဘတ်တို့ကဒီပတ်မေယု လူတွေ့ဆွေးနွေးပွဲကိုအွန်လိုင်းကနေတစ်ချက်တက်ရောက်ဆွေးနွေးတဲ့အချိန်မှာဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲကအဲ့လိုပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာညီညွတ်တော်တော်လိုင်းတပ်ပေါင်းစုပေါပေါကြီးတော်လိုင်းအင်အားစုတွေကျူးပန်းနေတယ်လို့သတင်းတွေထွက်ပေါ်နေချိန်မှာအခုလိုပြောဆိုလာတာဖြစ်ပါတယ်ဒီဩစတြေးလျနိုင်ငံသားတွေအပါအဝင် လူ200ကျော်တက်ရောက်တဲ့အဲ့ဒီအဆိုပါဒေါက်တာမီမီဝင်းပတ်နဲ့လူတွေ့ ဆွေးနွေးပွဲကို PDF တက်မတော်စစ်ရုံးချုပ်ဒုတိယစစ်ဦးစီးအရာရှိချုပ်ဒေါက်တာစိုးသူရသောຫນွေဦးတော်လိုင်းရဲ့ခေါင်းဆောင်တဦးဖြစ်သူဒေါက်တာတေဇာစန်းတို့လည်းအွန်လိုင်းကနေပြီးတော့တက်ရောက်လာပြီးတော့လက်ရှိတော်လိုင်းအခြေအနေတွေကိုသုံးသပ်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ KND ရဲ့ဒုစစ်ဦးစီးချုပ်ဘာဝေကလည်းဒီတက်ရောက်ဖို့ရှိပေမဲ့ဒါအင်တာနက်အဆင်မပြေတာကြောင့်ပါဝင်သူနေတာမရှိဘူးလို့လည်းသိရပါတယ် ဒီတော်လန်ရဲ့အတွေ့မှာညီညွတ်တဲ့စုပေါင်းလှုပ်ဆောင်နိုင်လို့ရှင်အောင်မြင်မှုရရှိနိုင်ပုံကိုညတိုက်ပွဲစစ်စီရင်တဲ့ဥပမာပေးပြီးတော့ဒေါက်တာစိုးသူရတော်ကဆွေးနွေးခဲ့ပါတယ်ခင်ဗျာအဲ့ဒီလိုတွေ့ဆုံနိုင်တာတွေကြောင့်ဒီမြေပြင်တော်လန်အဖွဲ့တွေနဲ့ပြပရောက်မြန်မာတွေအပြန်အလှန်အားပေးရာရောက်တဲ့အပြင်တော်လန်ရဲ့အတွက်ထိရောက်တဲ့ကိစ္စတွေကိုအတူလက်တွဲလှုပ်ဆောင်ပေးဖို့ရည်ရွယ်တယ်လို့ဒေါက်တာမီမီဝင်းဘတ်ကပြောပါတယ်ခင်ဗျာ နွေဦးတော်လိုင်းရေးမှအဖွဲ့ပေါင်းသူလူမျိုးပေါင်းစုံကကြာရခန်းကဏ္ဍကပါဝင်နေကြရမှာဘုံကြီးမန်းချက်ကိုဥတည်ပြီးတော့ပူပေါင်းဆောင်ရွက်လုပ်ကြဖို့အရေးကြီးတဲ့အကြောင်းဒေါက်တာမီမီဝင်းဘတ်ကတွေ့ဆုံပွဲအတွင်းမှာပြောကြားခဲ့ပါတယ်။ဒေါက်တာမီမီဝင်းဘတ်ဟာဒီအော်စတြေးလျနိုင်ငံကိုရောက်ရှိနေပြီးတော့အလားတူပဲ hybrid ပုံစံဆွေးနွေးပွဲကိုမဲလ်ဘုန်းမြို့နဲ့ဆစ်ဒနီမြို့တွေမှာလည်းအောက်တိုဘာ24ရက်နဲ့25ရက်နေ့ဒီမှာပြုလုပ်ဖို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ အော်တိုဘာလ20ရက်နေ့နေပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်